ယူကရိန်းကိုစစ်ရေးအကူအညီဖြင့်ဒေါ်လာသန်း2000ကျော်ပြင်သစ်ကပေးအပ်ယူကရိန်းကိုစစ်ရေးအကူအညီဖြင့်ယူရိုသန်း2000ပေးအပ်ကြောင်းပြင်သစ်သမ္မတအီမန်ဒူရယ်မက်ခွန်ကမလ26ရက်နေ့ကသမ္မတဆီလမ်စကီနဲ့အတူပူးတွဲပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်ရုရှားနဲ့ယူကရိန်းပြဿနာမှာရုရှားကရန်လိုကျူးကျော်သူဖြစ်ပြီးယူကရိန်းကမတရားကျူးကျော်ခံရသူဖြစ်လို့နိုင်ငံတကာဥပဒေအရရောဥရောပသမိုင်းအရပါ ယူကရိန်းဘက်ကကူညီရက်တည်ပေးဖို့ကလွယ်ပြီးတခြားနည်းမရှိဘူးလို့မက်ခွန်ကဆိုပါတယ်။ကျူးကျော်ခံရသူယူကရိန်းကရက်30အပြည့်ရက်ရေးကိုချွင်းချက်မရှိလက်ခံပေမဲ့ကျူးကျော်သူရုရှားကအကြောင်းပြချက်မျိုးစုံနဲ့အချိန်ဆွဲနေတယ်လို့လည်းမက်ခွန်ကပြောပါတယ်။ ယူကရိန်းငြိမ်းချမ်းရေးကိုအာမခံနိုင်ရေးအတွက်မဟာမိတ်38နိုင်ငံကစုပေါင်းဆွေးနွေးနေသလိုအပြည့်အဝရေးသဘောတူညီချက်ရရင်မဟာမိတ်ညွတ်ပေါင်းတပ်ဖွဲ့တွေကယူကရိန်းနိုင်ငံတွေကိုရုရှားရဲ့သဘောတူညီချက်မလိုပဲဆေလွတ်ပိုင်ခွင့်ရှိတယ်လို့လည်းမက်ခွန်ကအဆိုပါတယ်။နိုင်ငံတကာကတရားဝင်အသိမှတ်ပြုထားတဲ့ယူကရိန်းပိုင်တဲ့နေမျိုးတွေမှာရုရှားတပ်တွေရှိနေသည်ဥရောပနဲ့ပိတ်ဆို့အရေးယူမှုတွေကိုဖယ်ရှားပေးမှာမဟုတ်ဘူးလို့လည်းပြင်သစ်သမ္မတအီမန်ဒူရဲ့မက်ခွန်ကပြောသွားပါတယ်။ မြန်မာကွန်ရက်သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။